တာအခုဘတ်စကားပေါ်မှာပါကျောင်းကနေပြန်လာတာအခုဒီမှာည6နာရီနဲ့12မိနစ်ရှိပါပြီကျွန်မအတန်းကညနေ9နာရီကြော်ကြော်လောက်မှပြီးပါတယ်9နာရီ15 9နာရီ20လောက်မှပြီးတယ်ပေါ့နော်အဲအဲ့ဒါနေပြီးတော့ကျောင်းကနေပြန်လာတာဘတ်ကတဆင့်စီပြီးသွားပြီနောက်အခုကဒုတိယဘတ်ကပေါ့နော်ဒီမှာကြည့်ပါဘတ်ကပေါ်မှာလူတောင်ရှိဘူး ဘတ်စကားပေါ်မှာကျမလည်းရှိရပါတော့ဒီနေ့ကမိုးရွာတယ်မိုးရွာတော့ကြောင်းပါလေလေဒီကမိုးရွာရင်တို့ကကြောင်းမတက်ကြအောင်ဒီကမိုးရွာတော့ကြောင်းသိပ်မတက်ကြအောင်ကျမကတော့ကြောင်းတက်တယ်အဲဒီနှစ်မှာကြောင်းတရက်မှမပြတ်သေးဘောနော် Honey တရက်မှမပြတ်သေးပါဘူးကြောင်းတက်တယ်အဲဒီနေ့ War History အတန်းမှာဆိုရင်ဒီနေ့ exam ဖြေရတယ်စောင့်ဝင်းဖြေရတယ်အဲ့ဒါ ဘယ်နှယောက်ပဲရှိလဲဆို14ယောက်ပဲရှိတယ်ကျမတို့တန်းထဲမှာ36ယောက်ရှိတာ14ယောက်ပဲစောင်းဝဲလာဖြေတာပေါ့နော်အဲစောင်းဝဲမဖြေတဲ့လူတွေကနောက်အတန်းနေကြရင်တော့ဖြေရမယ်ဖြစ်တယ်နော်အဲ့ဒါ statistic class မှာဆိုရှင်ရယ်အားလုံးဒီနေ့လူက6ယောက်ပဲရှိရယ်အဲ့ဒီတန်းမှာတော့လူက20ကျော်ရှိတာပေါ့နော်ဆိုတော့ကျောင်းမသိမတက်ကြဘူးဒီနေ့တနေ့ကိုရွာလာရွာတော့ဒီလိုမိုးကအိမ်ကိုဝင်ရတယ်ဒီလိုမိုးကအိမ်ကိုပေါ့နော်အဲ့တော့ အခုဘတ်စကားပေါ်မှာဘယ်မှမရှိဘူးအဲကျွန်မတယောက်ပဲရှိရယ်ဘတ်စကား20စီးပြီးတော့ကျောင်းသွားရတယ်အဲ့တော့အခုကဒါကျောင်းပြန်တဲ့အချိန်ပေါ့နော်ကျောင်းပြန်တဲ့အချိန်မှာကျွန်မဘတ်စကားပေါ်ပြန်ပြအောင်မယ်နော်ဘတ်စကားမှာလူရှိရဲ့ကျောင်း သွားတယ်မှတ်တမ်းတိုင်းကိုလည်းသူကရက်တယ်နော်အဲဒါပေမဲ့တခုတော့ရှိတာပေါ့လူရှိဘူးဆိုရင်တော့မှတ်တိုင်းမှာတိတ်ကြကြတော့မရက်ဘူးပေါ့နော်လူရှိတယ်ဆိုရင်တော့မှတ်တိုင်းမှာဒါသာဆိုရင်ဘူးမှတ်တိုင်းတစ်ခုဒီလားမှတ်တိုင်းတစ်ခုဩဒီမှာလူပြောက်တော့တက်လာပြီပေါ့နော်အဲလူပြောက်တက်လာပြီအဲအဲ့ဒါအဲမှတ်တိုင်းဟိုလိုသူရက်ပေးတာပေါ့နော်အဲအလိုမျိုးမှတ်တိုင်းဟိုလိုရက်ပေးတယ်အဲ့ဆိုတော့ဒါပါပဲပြောပြောကျမကဒီဘတ်စကားလေးနဲ့စောင်းတက်ပါလေ ဟလာဒီနေ့ကနည်းနည်းလေးဆောင်းဝဲလေးဖြေနိုင်တယ်ဆောင်းဝဲရဖြေနိုင်တယ်ဆောင်းဝဲဖြေနိုင်တာလည်းပါတယ်နောက်ပြီးတော့မိုးရဲရွာတယ်ရွာတဲ့ခါကျတော့ဒီနေ့အဲပြောမယ်ဆိုရင်တော့နော်မြန်မာပြည်ကိုလွမ်းတာလည်းပါတာပေါ့နော်အိမ်ကိုလွမ်းနေအဲမြန်မာပြည်ကိုလွမ်းနေအားကြောင့်အခုရှိနေတဲ့လူတွေကတော့အများကြီးတော့ကျမသတိရလို့ကျမသတိရလို့ဆက်လိုက်တာပါလို့ပဲသဘောထားပါ ာနေကြရင်ဟိုဟွာရောက်လိမ့်မယ်ကျမနေတဲ့အိမ်မအိမ်နာအမှတ်တိုင်ပေါ့နော်အိမ်နာအမှတ်တိုင်ကိုတော့ဘယ်နှမှတ်တိုင်လောက်ဆောင်အောင်လဲဆိုတော့17မှတ်တိုင်လောက်စီးရအောင်နော်အဲ့ဆိုနည်းနည်းကြအောင်ပါပေါ့နော်အဲဟိုအကြောင်းတို့ကျောင်းကနေက9:00 9:00 9:00မှာအတန်ပြည့်တာကျမတက်ရတဲ့ statistics class ကအတန်ကအပေါ်မှာအပေါ်မှာတက်ရတာပေါ့နော် ပေါ်မှာတက်ရတဲ့အတွက်အပေါ်ကနေအောက်ကိုဆင်းနေအောက်ကိုဆင်းတဲ့အခါကျမကဖုန်းမသုံးရဲဘူးအဲ့ဒီချိန်ကတော့သေချာပြီးပြီးဆိုင်ဆင်းရတာပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့ကျောင်းဝင်းထိတ်ဘတ်စကာဂိတ်ကိုရောက်ဆိုလို့ရှိရင်တော့15မိနစ်လောက်ကြာတယ်နော်အဲ့လမ်းလျှောက်ရတာတော့ဘယ်လောက်လောက်လျှောက်ရလဲ9မိနစ်10မိနစ်လောက်လမ်းလျှောက်ရတာပေါ့နော်ဆိုတော့အဲကျမတို့ကျောင်းကနေဘတ်စကာဂိတ်ကို9မိနစ်10မိနစ်လောက်လျှောက်ရတယ်အဲ့ကျောင်းထဲမှာကျမအတန်းတက်တဲ့ တင်ချာဌာနပေါ့နော်တင်ချာဌာနကနေပြီးတော့အဲအကြောင်းပေါက်ကိုရအောင်တော့၄မိနစ်၅မိနစ်လောက်ရှားပါတယ်ဆိုတော့ကျွန်မကဒီနေ့ library ကိုခဏဝင်ပြီးတော့ library မှာဒီနေ့အဲပကြီးပြပွဲလုပ်နေတာရှိတယ်အဲ့ဒီပကြီးပြပွဲကိုမိုးဖွင့်ရင်းနဲ့ခဏဝင်ကြည့်ခဲ့ပြီးနော်အခုကတတိယလို့ပါမမဟုတ်ဘူးစိတ်လဲမပူနဲ့တတိယလို့လွမ်းလို့နော်လွမ်းလို့လွမ်းလို့ပါ အမ်ညနာတော့တော်တော်ကိုပင်မန်းနေညနာတော့ကြည့်မကောင်းတော့တော့မိတ်ကလည်းမကြမ်းတော့ထင်တယ်ဒီနေ့အမ်မိတ်ကလည်းမကြမ်းတော့ထင်တယ်နော်နှခမ်းကြီးကတော့နည်းနည်းကြံသေးတယ်ဒီမှာဝတ်ချံပေါက်နေတာဆောင်းပွဲဖြေနေရတယ်ဆောင်းပွဲဖြေနေရတော့ war history ပေါ့နော် war history class ဟုတ်ပါဒီနေ့ exam 3 exam number 3ဖြေရတာပေါ့เนาะအဲဒီဇင်ဘာမှာဆိုလို့ရှိရင်တော့ final exam ဖြေရမယ် ် exam သုံးစလုံးမှာကျမအမှတ်ကောင်းတယ် exam တိုင်းမှာကျမက A A level A အဆင့်ရတယ်ပေါ့နော် A အဆင့်ကသူတို့ကဘယ်လိုပေးလဲဆိုတော့အမှတ်60ကျော်တယ်ဆိုတော့သူက A ပေးတယ်အဲ statistic ကကျတော့ကျမက83မှတ်ပေးရတယ်83မှတ်ပေးရတော့အမှတ်60မပြည့်တော့ဘူးပေါ့နော်ဆိုတော့ကျမကဒီမှာစာကျိုးစားတဲ့ခေတ်မှာပါတယ်เนาะဟိုတော်တယ်တဲမှာတော့မပါပါဘူးကိုဟာကိုတော့တော်တယ်လို့ ယူစာကိုကြိုးစားရတဲ့မှာတော့ပါနော်စာလဲအိမ်ဘူးပေါ့နော်နေ့တိုင်းစာလုပ်တယ်ဒီမှာ assignment တွေထည့်ရတယ် assignment တွေည7နာရီမတိုင်ခင်ထည့်ရတာပေါ့နော်အဲ့ assignment တွေလေးကျွန်မအကုန်ပြောင်းထပ်တယ်စာအကျွေးမထောင်းနော်အဲ့တော့ဒီနေ့တော့မှဆရာနဲ့စကားပြောပြသေးတယ်ကျွန်မရဲ့ဒီသင်ချာဆရာပေါ့နော်သင်ချာဆရာသူအရင်တော့ pilot နော်လေယာဉ် engineer ဟော pilot pilot လေယာဉ်မောင်းတာပေါ့နော်လေယာဉ်မောင်းတာကနေပြီးတော့ ရီတာသွားတယ်ရီတာသွားပြီးတော့အခုကျမတို့ဒီချာဌာနမှာစာပြန်စင်တာပေါ့နော်ဆရာကအသက်80လောက်ရှိပြီချင်တယ်နော်အဲဆရာအသက်တော့မသိဘူးဒါနဲ့ဆရာကသူ့အကြောင်းလေးပြောပြတယ်အတန်းထဲမှာလေဆိုတော့သူကသူ့ရဲ့အဓိကသူ့အကြောင်းပြီးခဲ့တာသူကဘာနဲ့ပြီးရလဲဆိုတော့သူက engineer နော် engineer နဲ့ကျောင်းပြီးတယ်လို့တော့ pilot တွေလုပ်တယ်နော် marine တက်ထဲမှာလည်းသူကဟိုပေါ့နော်တာဝန်ထမ်းဆောင်ခဲ့မှုတယ်လို့ပြောတယ်ပေါ့နော်အဲဆရာကျောင်းတော့ ဒါအသေးစိတ်တော့မဟုတ်ဘူးပေါ့နော်ခြုံငုံပြီးတော့ပြရတာအဲ84နှစ်အဲ85နှစ်ရှိပြီဆရာဒါမဲ့စသင်နေလို့ပဲဆိုတော့ကျမကအဲ့ဒါကိုတွေ့တော့အရန်အကြတယ်ဆိုတော့ကျမလည်းစဉ်းစားတာပေါ့နော်ဩငါလည်းအသက်80ကျော်80ထိပေါ့နော်အဲကျမဖြစ်ဖြစ်လို့လို့အဲအမေတော်ဆန်းစုကြည်လို့လို့သူတို့ဟောတော့အလုံးလုံးတဲ့တိုင်းကြီးအတွက်ဟိုလုံနိုင်တဲ့နေရာကနေလုံနိုင်တာနေရာကနေပါဝင်နေအဲဒါမျိုးကျမအရင် အားကြတယ်ကျွန်မပါတယ်လीเนาะအဲ့တော့ကျွန်မလေးအဲအခုအမေရိကန်မှာကျောင်းတက်တယ်အဲကျွန်မဒီကိုကျွန်မဒီအတော့ပြန်လာမှာပေါ့နော်ပြန်လာတဲ့ခါကျလို့ရှိရင်ကျွန်မတက်ထားတာတွေကိုပြန်ပြီးတော့ sharing လုပ်မယ်ပေါ့နော်ကျွန်မအခုတဲ့ကျွန်မရောက်နေတဲ့နေရာတိုင်းမှာကျွန်မကဟိုဘယ်လိုပြောမလဲဟိုကိုရောက်တဲ့ပတ်ဝန်းကျင်တိုင်းမှာကိုက အကျိုးရှိအောင်ပေါ့နော်အဲအများအတွက်အကျိုးရှိအောင် ကိုလုပ်ပေးနိုင်တာမရှိလေအဲ့လိုမျိုးကျွန်မကလုပ်ချင်တယ်ဖြစ်တယ်အဲဟိုပါပေါ့ကိုရောက်နေတဲ့ပတ်ဝန်းကျင်ဘယ်ပတ်ဝန်းကျင်မှာလဲဖြစ်ပါကိုလုပ်နိုင်တာကိုကိုလုပ်ပေးမယ်အများအတွက်ပေါ့နော်အဲအများအတွက်ကိုကိုကိုအသုံးဝင်နေလို့ကျွန်မကဖြစ်ချင်တယ်အဲ့ဒါကြောင့်အခုစောင့်ခဲ့တော့လေပြန်မန်းနေအရန်ပြန်မန်းနေเนาะဒါပေမဲ့ကျွန်မစူးစမ်းပြီးတော့ကျွန်မစောင့်ခဲ့တယ်အဲ ကျွန်မအနေနဲ့ဆိုရင်ဘေးရင်ဟောရတယ်လေနော်ဘေးရင်ဟောတယ်ဘေးရင်ဟောကနေကျွန်မကျွန်မမိသားစုစာဝင်နေရောကျွန်မရဲ့အကြောင်းစရိတ်ကိုကျွန်မပေးရတာလေနော်အဲ့တော့ဒါပဲဘာပဲမဲ့လည်းအဆင်ပြေတယ်နော်ကျွန်မတို့ဒီမှာဟို international fees တဲ့ပေးရတာမဟုတ်ဘူး resident fees တဲ့ပေးရမှာပေးရတာပေါ့ကျွန်မက refugee ဖြစ်တဲ့အတွက်အလောက်ကြီးအကြောင်းစိတ်တွေပါတွေကမမြောင်းပေါ့နော်အဲ့တော့အဆင်ပြေတယ်ကျွန်မပြောချင်တာကဘယ်နေရာမှာပဲရောက်ရအောင် ကျွန်မဂိုင်းဒီကိုကျွန်မလွမ်းနေနောက်ကျွန်မလုံနိုင်တာတွေကိုကျွန်မအကောင်းဆုံးဖြစ်အောင်ကျွန်မစူးစမ်းပြီးတော့လုပ်ပါတယ်နော်အဲ့တော့ကျွန်မပြင်ပြလာတဲ့အချိန်ကြာလို့ရှိရင်လေမြန်မာနိုင်ငံကမြန်မာနိုင်ငံအတွက်အသုံးဝင်နေဖြစ်အောင်ကျွန်မဖြတ်ပြီးတော့စူးစမ်းပါမယ်အာတော့အခုအလွမ်းကြီးပြောတယ်လို့သဘောထားပါဒါတကယ်လဲပြောတာပါနော်အာစူးစမ်းပါလို့ကျမလည်းအသက်ဒီလောက်အသက်ရောက်နေပြီဆိုတော့အမှန်တော့အိမ်မှာပဲ ဖျားတရားလုပ်ပြီးတော့လည်းလုပ်လို့ဖျားတရားလုပ်ပြီးတော့နေเนาะရတာပေါ့เนาะဒါပေမဲ့ကျမကညာထပ်ပြီးတော့သင်ခြင်းနေเนาะဘာကြောင့်လဲဆိုတော့ပညာများများတက်လေစင်ကြံတော့အားကောင်းနေကိုကျမစစတယ်ပေါ့နော်တကယ်နောက်တစ်ခုကပညာတက်တဲ့ခါကျရင်ကိုကအများကိုကူညီနိုင်တယ်ကူညီတဲ့ခါမှာလည်းပို့ပြီးတော့ထိထိရောက်ရောက်ကူညီနိုင်မယ်လို့ကျမစစတယ်ပေါ့နော်အဲ့တော့ကျမကပညာနဲ့ပတ်သက်ရင်တော့ကျမကအဲနောက်ဆုံး ေးတဲ့အချိန်ထိကျွန်မပညာသင်ဦးမယ်လို့ကျွန်မအဲ့လိုစဉ်းစားတာပေါ့လေနော်အပြင်ဘက်ကိုကြည့်မလားနေကျွန်မရမယ် ေးဇူးတင်ပါတယ်เนาะကျွန်မအိမ်ရောက်တယ်ဆိုလို့ရှိရင်တော့ကျွန်မသမီးကြီးอ่ะဓမင်းဟင်းချက်ထားတယ်အဲသူချက်ထားတဲ့ဓမင်းဟင်းကိုမဆားအောင်ပါเนาะပြီးရင်တော့ကျွန်မဒီရင်ဟောတဲ့အလုပ်ကိုလုပ်ရမယ်မနေ့ဖြန်ကြရင်တော့12နာရီမှာကျွန်မတို့ assignment နောက်ဆုံးပေါ့เนาะအဲ war history က chapter 26 chapter တစ်ခုလုံးကမေကွန်950ကိုအမှတ်950ကိုမေကွန်နေရာမနေ့ဖြန်နောက်ဆုံးည12နာရီ မတိုင်မီမှာနောက်ဆုံးဖြေရမယ်ပေါ့เนาะအဲ့ဒါအားကကျွန်မတို့ဒီနေ့စပြီးတော့ဖြေရမှာပေါ့ဒါလည်းကျွန်မအိမ်ရောက်တာနဲ့ကျွန်မကအဲခမင်းစားပြီးရင်ကျွန်မကဖျားခဏရှစ်ခိုးတယ်ဖျားရိုက်ပိုင်းရှစ်ခိုးပြီးမှကျွန်မဘေးရင်တွေ့တယ်เนาะဘေးရင်တွေ့တဲ့ခါလေကျွန်မဖျားရိုက်ပိုင်းရှစ်ခိုးပြီးမှဖျားရိုက်ပိုင်းထိုင်ပြီးမှတွေ့ရတာပို့ပြီးတော့ကျွန်မအတွက်ပို့ပြီးတော့လေဟိုတွေ့ပြီးတဲ့ကျွန်မတက်လိုက်တဲ့ဇာတာရှင်တွေအတွက်လည်းပိုကောင်းတယ်လို့ကျွန်မယုံကြည်တယ်။နောက်ကျွန်မအတွက်လည်းပို့ပြီးတော့လေစိတ်က ဘယ်လိုပြောမလဲဟိုចောင်းစာတွေတခြားကိစ္စတွေအောင်းထဲမှာဘာမှမရှိတော့ဘူးပေါ့နော်အဲ့ဆိုဘင်းတွက်လို့ကိုကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ဖះရရှိခိုးပြီးမှကျမဖះရရှိခိုးတရားထိုင်ပြီးရင်ဘေးရင်တွက်တယ်ပေါ့နော်အဲပြီးလို့ရှိရင်ဘေးရင်တွက်ပြီးသွားပြီဆိုရင်ကျမသတ်မှတ်ထားတယ်တရက်ကိုကျမ9ရက်ပဲတွက်မယ်ဆို9ရက်ပဲတွက်တယ်နော်အဲတွက်ပြီးသွားပြီဆိုရင်ကျမမလုပ်လဲဆိုရင်ကျမအိမ်စာလုပ်တယ်အိမ်စာចောင်းစာပေါ့နော်အိမ်ဒီမှာ ဆောင်ထဲကဒီဟာတွေဆရာတွေကသိနေတာမဟုတ်ဘူးသူတို့ကပြောတယ်ကျွန်တော်တို့အဲ့ဒါတွေကိုဟိုမှာပေါ့နော်ပြောတဲ့ဟာတွေသူတို့ကဟန်းအောင်ထုတ်ပေးတယ်အဲကျွန်တော်တို့ကအဲ့ဒါတွေကိုပြန်ပြီးတော့ပြန်ရေးပြီးတော့ပြန်ပြင်ရတယ်ပြန်ရေးတဲ့ခါကျလို့ရှင်လဲဆောင်ထဲကဟာတွေကိုကျွန်တော်တို့ပြန်ကူးရေးလို့မရဘူးကိုယ့်ရဲ့ opinion တွေပေါ့နော်ကိုယ့်ရဲ့ဘလို့ဒါကိုကဘလို့ထင်မြင်ယူဆတယ်လေအဲဒါမျိုးပေါ့နော်အဲ့ဒါမျိုးကိုကပြန်ပြီးတော့ဘလို့ဖြစ်သွားလဲမသိဘူးเนาะအဲ့လိုမျိုးဆိုတော့လေဒီမှာ စာပို့ဖတ်ဖြစ်တယ်စာဖတ်ဖြစ်တယ်အဲကျွန်မကကျောင်းတော့ကကျွန်မက zoology နဲ့ကျောင်းပြီးတာเนาะဒါပေမဲ့ journalist အနေနဲ့ကျွန်မနှစ်ပေါင်းများစွာ journalism ကိုလေ့လာပြီးတော့လုပ်ခဲ့တယ်အခုကျတော့ကျွန်မအဲ zoology လဲကျွန်မမလို့ခြင်းဘူးခက်မတက်ချင်တော့ကျွန်မသိပြီးပြီလို့ကျွန်မယူဆတယ်ပေါ့เนาะပြီးတော့အဲဘာလဲ journalism လဲကျွန်မမတက်ချင်ဘူးအခုကျွန်မတက်ကျွန်မယူမှာကဘာယူမှာလဲဆိုတော့ psychology ဒီမှာ psychology ရဲ့ philosophy ရဲ့ပေါ့နော်အဲအဲ့ psychology ရဲ့ philosophy ရဲ့ astronomy ကကြတော့ကျွန်တော်တို့ဒီမှာ major အနေနဲ့မရဘူး minor အနေနဲ့ပဲရတယ်ပေါ့နော် astronomy astronomy ယူမယ်အဲနောက် psychology နဲ့အဲ philosophy ပေါ့နော်အဲ့တော့လာမယ့် semester မှာကျွန်မဗာတက်ရမလဲဆိုရင်အဲ philosophy တက်မယ်နောက်ပြီးတော့ အဲ psychology ကမတက်ရသေးဘူးအ philosophy နဲ့နောက်တစ်ခုပေါ့ political science ပေါ့နော် political science တမတက်မယ်ပေါ့နော်အဲဒါကြောင့်လဲဆိုတော့ဒါတွေကကျွန်မစိတ်ဝင်စားရတယ်လေနော်စိတ်ဝင်စားတော့အဲကျွန်မကိုဒီနေ့အတန်းတည်းကမင်းတငယ်ချင်းတယောက်ကတော့မင်းရဲ့မင်းရဲ့မင်းရတဲ့ journalist အနေနဲ့မင်းကအောင်မြင်ခဲ့တာပဲတဲ့မင်းအကြောင်းဝိုးတဲ့ Google မှာနေတဲ့ဟင်ဆိုရိုက်ကြည့်ပြီးရှာရင်တော့တဲ့ငါတွေ့ရတဲ့မင်းနာမည်ကိုရိုက်ကြည့်ပြီးရှာတာတဲ့မင်းရတဲ့ night award တောင်ရထားတာပဲတဲ့ journalist အနေနဲ့ပေါ့နော်အဲ့တော့ဘာဖြစ်လို့ main journalist ဆက်မလုပ်တာလဲတဲ့ပြောတော့ကျမသူ့ကိုအများကြီးတော့မပြောတော့ဘူးပေါ့နော်ငါအခုစိတ်ဝင်စားတဲ့အရာကလို့ငါဘာလုပ်ချင်လဲဆိုတော့လို့ငါလို့လူတွေကို healing လုပ်ပေးချင်တာလို့အထူးသဖြင့်ငါတို့တိုင်းပြည်ကလူတွေကိုငါက healing လုပ်ပေးချင်တယ်လို့ငါတို့တိုင်းပြည်မှာအခု democracy အတွက်ကိုငါတို့ပြည်သူတွေကတိုက်ပွဲဝင်နေကြရတယ်လို့အဲ့ဒါကြောင့်လို့ သူတို့မှာ trauma တွေရှိတယ်လို့ငါမှလည်း trauma ရှိတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမှန်တယ်မြတ်အခုချိန်မှာ trauma တွေရှိတယ်လို့အဲ့ trauma တွေက healing လုပ်ပေးစင်တာလို့အဲ့ဒါကြောင့်လားက psychology ကိုယူတာလို့ဒီ journalism ကို journalist အနေနဲ့ငါထပ်ပြီးတော့ငါမလုပ်ချင်တော့ပါဘူးလို့ဆိုတော့အဲတကယ်ပါကျွန်မ psychology ကိုယူတယ်ဆိုတာကတကယ်ကို healing လုပ်ပေးခြင်းလို့ပေါ့နော် healing လုပ်ပေးခြင်းနဲ့အဲ ထထဲထထရောက်ရောက်လေးကျွန်မဟိုပေါ့နော်ဟိုမြန်မာနိုင်ငံအတွက်လေးကိုနေတဲ့ပုံဝင်ခြင်းအတွက်လေးအသုံးဝင်တဲ့လူတယောက်ကျွန်မဖြစ်ချင်တယ်အဲ့ဒါကြောင့်ကျွန်မကဒါကိုလုပ်ပါတယ်နော်ဆိုတော့အခုကျွန်မတော့အာဒီမှာဒီမှတ်တိုင်မှာဒီမှတ်တိုင်မှာရက်တာတော်တော်ကြာနေပြီလားဒီနာမှတ်တိုင်မှာရက်နေရ Okay ပြီးရင်ကျွန်မ သွားမယ်မှတ်တိုင်ကနောက်နှစ်ခုဆိုရင်ရောက်ပြီကျမလည်းကျမခေါ်ပါမယ်ပြီလားမှတ်တိုင်ရနေပြီကျမအိမ်ရောက်တဲ့နေရာထိကျမခေါ်ပါပေးမယ်နော်အိုက်ကြည့်မလားဒီမှာမိုးရွာတော့လေဒီမှာမိုးရွာတော့ဒီမိုး rain coat ကိုဝေးရတယ် rain coat မှကျမသိရတိုင်းပဲဒါကတော့ကျမရဲ့အိမ်ကြီးအောက်ကအိမ်ကြီးအဖြူပေါ့အဖြူကတော့ကျမအနေနဲ့အဖြူပဲဝတ်တာဆိုတော့လေ rain coat ကိုဝေးရတယ်မိုးရွာတယ်လေဒီမှာ နောက်စိငံကြီးကြာရင်ဒီမှာကျိုးလေးရှိရဲ့အဲ့ကျိုးလေးကိုဆွဲရတယ်ဆိုတော့မှတ်တိုင်ခမာလေးအခုရက်တဲ့မှတ်တိုင်ရဲ့ဟာအပေါ်မှာအဲအဲ့ဒီဟာလေးကမီးလင်းအောင်လေးတွေ့ရမလားအဲအဲ့ဒါเนาะ long tree way ဆိုတာလေးเนาะအဲ့ဒါအခုဒါရောက်နေတဲ့ရက်နေတဲ့မှတ်တိုင်ပေါ့เนาะရက်နေတဲ့မှတ်တိုင်နော်တကယ်လို့ကျမဆင်းတော့မယ်ဆိုရင်ကျမမှတ်တိုင်ကအဲ့ဒီခုနအဝါရောင်နေရာလေးမှာကျမမှတ်တိုင်နေရာလေးပေါ်တယ်ဆိုကျမကဒီကျိုးလေးကိုကျမဆွဲရမှာဒီကျိုးလေးကို เนาะဒီကျိုးလေးကိုဆွဲရမှာเนาะအခုအဲ့ဒီဟာအဲအခုအဲ့ဒီမှာเนาะအဲ့ဒီ long tree way ဆိုပြီးတော့အဲရှေ့မှာပေါ်နေရလေးเนาะအဲ့ဒါလေးအဲအဲ့ဒါလေးအဲ့ဒါလေးเนาะအဲ့ဒါဟိုရက်နေတဲ့မှတ်တိုင်အခုရက်နေတဲ့မှတ်တိုင်က long tree way เนาะအဲမှတ်တိုင်ကနေသွားပြီး ပြမယ်เนาะသွားနေတယ်။ဒီမှာကိုပဲကြည့်နေတာပြင်းနေမှာပေါ့။အော်ပြင်ကိုပြမယ်။ပြင်ကိုပြအောင်ဆရာလည်းမှောင်နေတယ်เนาะ။အဲ့တော့ဟုတ်ပါတယ်ရှင်ကားပေါ်မှာကျမတယောက်ခဲပါကားပေါ်မှာလူမပါပါဘူးကျမတယောက်ခဲပါ အဲ့တော့အရင်နေ့တွေကတော့ဒီလိုကားစီးတယ်ဆိုရင်ကျမကဘုံတော်ခွန်ချာရွတ်သွားတာပေါ့နော်ဘုံတော်ခွန်ချာရွတ်တယ်မြစ်တာသုံးရွတ်တယ်အဲ့အရင်နေ့တွေကပေါ့နော်ဒီနေ့တော့မိုးကအရန်ရွာတာပဲရွာတော့ဒီမှာဒီကိုပိုလွမ်းလာတယ်မိုးရွာတော့မိုးရွာတော့ငငယ်တော့မိုးရွာတယ်မှာကြောင်းတက်ရတာတွေသတိရလွမ်းတာပေါ့နော်အဲ့ဒါကြောင့် live တွင်တာနာနေတိုင်းကျမမဟုတ်မှတ်တိုင်ရောက်တော့မယ်အဲ့ဒါနေရာကျရင်ကျမပြမယ်နော်သိလား ကျွန်မနေတဲ့နေရာကသူကဘယ်လိုပြောမလဲမြို့လေကောင်တော့တော့ကြာတယ်မြို့လေကောင်တော့ကြာတော့ပေါ့နော်ကျွန်မကယ်လီဖိုးနီးယားတွေက San Francisco နဲ့နီးတဲ့မြို့လေးတမြို့မှာကျွန်မနေရ San Francisco ကကျွန်မရှိရနေပြီးတော့ San Francisco ကိုဘယ်လောက်သွားရလဲဆိုရင်ဟိုလောက်သွားရတယ်အဲဒီတန်တာကျွန်မခုနဆွဲလိုက်ပြီနော်ဒီလာဒီမှာဆွဲလိုက်ပြီဘာလို့လဲဆိုတော့အခုရက်မဲ့မှတ်တိုင်ကကျွန်မက ဆင်းရမယ်မှတ်တာเนาะဆင်းရမယ်မှတ်တိုင်ဖြစ်နေလို့ဒီမှာမဲကျွန်တော်ဆင်းရမယ်မှတ်တိုင်ဖြစ်နေလို့အဲ့တော့ San Francisco နဲ့နီးရဲ့ ကျမအနေနဲ့ပြောတာကျမအမတွေကျမကာဆင်တွေပေါ့နော်ဝမ်ခွဲမောင်နှမတွေကဒီမှာပဲနေကြတာလीနေကြတော့ကျမကဒီမှာသူတို့ ਨੇ ပေါ့နော်ဟိုအကူကြီးရှိတာပေါ့အမတွေရှိရဆိုအားရှိတာပေါ့စိတ်ခွန်အားလည်းရတာပေါ့နော်အဲ့ဒါကြောင့်ဒီအင်ကြီးဆိုရင်အဲ့ဒါမအမတွေပေးတဲ့အင်ကြီးပဲကျမဒီမှာအင်ကြီးပဲဆိုသိတ်မဝဲဘူးအဲကျမကိုမိတ်ဆွေတွေပေးတာဝတ်နေပြီးတော့ကျမအမတွေပေါ့နော် မအမတွေအဲ့လိုဝယ်ပေးတာလေးတွေကျမဝတ်နေအော် okay ရပြီဒီမှာဆင်းတကားဖွဲ့ပေးပြီ thank you အလားဆင်းတဲ့ခါကြလို့ရှင်လေဒါကျမမြင်ရတယ်ဟမ်ဟိုကြက်မယ်နော်ဒါ okay ဒါမှတ်တိုင်းနော်ဒီမှာဒီကားအဲ့ကျမဆေးရကဒီမှာဘတ်ကားမှတ်တိုင်း โอเคအဲ့တော့ကျွန်မဒီမှာအင်ကြီးပိုင်းမဝယ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်မအမတွေကသူ့ရဲ့အင်ကြီးလေးတွေကျွန်မကိုပေးတာရှိတယ်မတ်ပုချေအများဆုံးပေးတာပေါ့နော်မတ်ပုချေကကျွန်မနဲ့ကိုလုံးကိုပေါက်လဲတိတ်ပြီးတော့မကွာတော့မတ်ပုချေမတ်ပုချေရဲ့သမီးလေးတွေနောက်ပြီးတော့မနုခိုင်ရဲ့အမျိုးသားဦးလက်စလီရဲ့ညီမတွေအမတွေကသူ့ရဲ့အင်ကြီးလေးတွေပေးတာရှိတယ်အဲ့အင်ကြီးလေးတွေဝတ်တယ်နောက်တစ်ခုက မန်နုခိုင်ရဲ့ဂျေဇုရှင်ပေါ့နော်အခုလေကျွန်မရဲ့ဂျေဇုရှင်ဖြစ်နေတာပေါ့မတ်အခန်းတို့ကသူတို့ရဲ့အင်ဂျီလေးတွေပြီးတော့ကျွန်မအဲ့ဒါလေးတွေဝတ်တယ်အဲဒါကျွန်မပြန်ရမယ့်နေရာပေါ့နော်ဒီမှာတွေ့လား อืมอืมแล้วที่ยานี่จะมาคุณอาบัสกามาแต่งงานนี่จะมาเองอย่าเอาสุยแล้วชาวอะไรเซมันเนี่ยเราโดนแล้วชาวอะไรเนาะถ้าจะมาลูกเจดีใช่ไหมถ้าจะเราใส่เงินเลยเนาะไอ้คุณอา အမေရိကန်မှာကဟိုရုပ်ရှင်တိုင်းမှာလို့လေညဆိုရင်လူတွေကအပြင်မှာရောက်နေတာမျိုးမရှိဘူးအဲ့လိုမျိုးကအဲဆန်ဖရန်မြို့ထဲမှာလောက်တောင်အနည်းချင်းပဲရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ Saturday Sunday မှာမဟုတ်ရင်လူတွေကလေအပြင်သိမ့်မလို့ပါပေါ့။ကျောင်းယုံပေါ့နော်ယုံကလှုပ်တဲ့လူတွေအလုံးလှုပ်တဲ့လူတွေကလေအဲကျောင်းပြီးရယ်ယုံပြီးရယ်ဆိုရင်တို့ကအိမ်ကိုပဲတန်းပြန်နေနော်အိမ်မှာပဲနေကြတာများတာပေါ့နော်အိမ်မှာနေတယ်ပြီးရင်ဟို Saturday night တို့ ဆိုတော့အဲ့လောက်ပဲဒါတချို့တော့ကထွက်ကြတာလေနော်ဒီမှာအဲ့တော့ည6နာရီမှောင်ပြီဆိုတာ ਨੇ နော်ဒီဆိုင်တွေဘာတွေမှာလူတွေဘာတွေတိတ်ရှိတော့ဘူးအဲဒါဒီမှာလမ်းကူးဖို့ဆိုရင်ဒီမှာဒါလေးရှိတယ်အဲ့ဒါလေးကိုနှိမ့်ရတယ်နှိမ့်ရတဲ့ခါကျရင်ဟိုမှာဆိုင်လေးပြရတယ်တွေ့လားဟိုမှာတွေ့လားအဲအဲ့ဒီမှာလက်ဆိုင်လေးအဲ့ဒီမှာလမ်းကူးလို့ရရင်သူကလမ်းကူးဖို့ပြလိမ့်မယ်နော် ရာလေးကိုနှက်ရတာနော်အဲဟိုမှာလမ်းဆောင်မှာလမ်းဆောင်မှာအေးတောင်အေးနေပြီတော်တော်အေးနေပြီဒီမှာလေးသိလား 哦ลาบีโหมาลั้นกูอ่ะတော့มั้ยโอเคโหมาเนาะซ้ายอ่ะปะบาบีอะจ้ะအမှန်တော့လေဆိုင်းကြတယ်ဆိုလို့ရှိရင်ခုနကကသူမောင်းသွားတာเนาะအမှန်တော့အဲ့လိုမောင်းလို့မရဘူးဒီမှာကလူတိုက်တယ်ဆိုရင်သူကအရန်ပြက်တနာကြီးတာရှစ်သမျှစီးစိမ်ပြုတ်တော့ယော်ရတာလူတိုက်ရင်လေအဲ့တော့ကားတွေကလူသွားတယ်ဆိုရင်သူကလုံးဝကိုရက်ပေးရတယ်เนาะအဲခုနကဒါဒီဆိုင်းလေးပေါ့เนาะအိုကေ ကဲကျွန်မဒီဘက်ချမ်းကိုရောက်ပြီဒါဒီဘက်နော်โอเคဒါကျွန်မအိမ်ဘက်ကိုသွားတဲ့လမ်းလေးတွေကိုရောက်ပြီနော်ဟမ်အဲ့လိုပဲအဲ့လိုပဲကျမတို့ကဘဝသမားတွေဆိုတော့ခုချိန်လမ်းလျှောက်တာလေဒီမှာလမ်းလျှောက်တဲ့လူဆိုတာသိမ့်မရှိဘူးလူတိုင်းကကားရှိတယ် เนาะအဲ့တော့စဉ်းစားစဉ်းစားကြည့်တော့အမေရိကမှာကားမရှိတဲ့လူဆိုတာဒါတော်တော်ကိုဆင်းရဲလို့เนาะကျွန်မဆင်းရဲတယ်တဲ့မှာပါတယ်။အော် refugee ဆိုတော့ခန္ဒီကိုကတွေးပါတယ်။အော်ငါအမေရိကမှာကိုက refugee လေ refugee အနေနဲ့နေရတာဆိုတော့အဲဘယ်လိုပြောမလဲ။အိုးဘာမှတိတ်ပြီးတော့အရင်ကြည့်ဘူးငါပညာရဖို့ပဲပေါ့နော်သမီးတွေဆိုလို့ရှင်လေပညာ ရဖို့ပဲဒီချိန်မှာငါတို့မိသားစုနဲ့လဲခွဲနေရတယ်ကိုတိုင်းပြည်ရတယ်ထွက်လာရတယ်ဆိုတော့ဒါကျမနေတဲ့အပတ်မန့်မှာကျမသမီးရလာကြိုးရဲအဲသူကဒီမှာတကားလာဖွင့်ဒီတကားတော့ကျမကတော့ပျောက်တော့ဖြောက်ခဲလို့တော့မရှိတော့လို့အမှန်တော့ဒီကကျမတို့အပတ်မန့်ကသူကတော့လေတော့နဲ့ဟိုဝင်ရလာဒီအပတ်မန့်ကြီးเนาะ ။မအိမ်တိုင်းလိုလိုမှာကားရှိရသိလား။နော်နေကျွန်မအခန်းလေးကိုကျွန်မပြ။မအခန်းလေးကိုဒီကနေပြမယ်အခန်းလေးကိုဟိုမှာအပင်လေးတွေနဲ့အခန်းအဲကျွန်မအခန်းဒီကနေပြမယ်နော်အပင်လေးတွေနဲ့အခန်း Oh my god ပြလို့မရဟာအော်ဒီမှာတွေ့လားအဲ့ဒီအပင်လေးတွေနဲ့အခန်းပင်လေးတွေတွေ့ရနော်အင်းအဲ့ဒါကျွန်မရဲ့အခန်းမှာအဲ့ဒီအခန်းကိုသွားမှာပါအခု Okay အဲ့ဒါအခုအဲ့ဒီအခန်းကိုသွားမှာပါ ဲ့ဒီ dog ဒီနားမှာဒီအခန်းနေဒီအိမ်နေကဒီဟာကျမတို့ကဒီမှာဈေးတော့ကြီးရေဒီဟာအပတ်မန်းကလေးသိလားဘာဖြစ်လို့လဲဆိုတော့အဲသူကဒီမှာ security ကောင်းနေပေါ့နော်လုံခြုံရေးရကောင်းနေဆိုတော့ဈေးကတော့ကြီးတယ်အဲ့တော့ဒါမဲ့ကျမကကျမသမီးနှစ်ယောက်နဲ့ကျမနဲ့နေရလीဆိုတော့ security ကောင်းနေနေရာမှာနေမယ်ဒါဟောကျမကိုကြောင်လေးလာကြိုတယ်တိလားရှက်သွားပြီ 不急，不急啦啦啦，妈咪又拉酒来了，不急啦，妈咪又拉酒来了，来来来，哪里不急？哪里的的？哦，哔哩啦，哔哩啦，酒来妈咪哦，啦啦啦啦啦，不急啦，哔哩啦，哈，他这路了，下大了，哈啦，你妈哩搬哩对啦，他妈哩搬哩一些年了，他妈在的，哔哩。 သူတို့လာကြူပြီးတော့ဘီလီမင်းဘီလီတိုင်ဘီလီအော်ဝင်သွားပြီအဲသူတို့ကဟောမှာနောက်တကောင်အဲဒီမှာကြူနေတယ်อืมသူကအဲ့လိုပဲသူတို့ကမွေးထားတဲ့ ကြောင်လေးရေမဟုတ်သူကအနောက်မှာတောင်ကုန်းကြီးရှိရဲ့အဲ့တောင်ကုန်းမှာရှိရဲ့ white cat လို့ခေါ်တာပေါ့နော်သူကတော့ဟိုအိမ်ဘယ်လိုပြောမလဲသူကသခင်မရှိဘူးလေနော်အဲ့လိုမျိုးဒါပေမဲ့ကျမကအခုကျမတို့နဲ့နေနေတော့ကျမတို့ကသူ့ရဲ့သခင်လိုပဲဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဒီမှာဒီမှာဟွန်းအဲ့လိုမျိုးဟာသူတို့အတွက်နေရာလုပ်ပေးထားမိုးရွာလို့လေဒီမှာဟွန်းအော် အာသူတို့ကအာသူတို့ကလာကြိုးတာကျမနဲ့သူတို့နဲ့ကအဲ့လိုပဲโอเคအဲဒါကတော့ကျမရဲ့အဝင်းโอเคအဲ့လိုပဲတနက်ချွတ်အောင်